အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကျွန်တော် AI 2တခုအကြောင်းကိုကျွန်တော်မိတ်ဆက်ပြရှင်ပါတယ် AD AI 2က Test Studio AI Test Design Generator AI 2ပဲဖြစ်ပါတယ် AD AI 2ကိုသုံးပြီးကျွန်တော်တို့ စာသား design တွေကို အလွေတကူနဲ့ဖန်တီးနိုင်မှာပဲဖြစ်ပါတယ် logo တွေ thumbnail တွေ cover image တွေ poster တွေမှာကျွန်တော်တို့ death affair တွေကိုအချိန်မကုန်စေပဲအလွေတကူနဲ့ဖန်တီးနိုင်မှာဖြစ်ပါတယ်။အဲဒါကြောင့် DAI2 ကိုဘလို့အသုံးချရမလဲ၊ဘယ်သူတွေအတွက်သုံးဖို့သင့်တော်တယ်လဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာနားလည်လွယ်အောင် Savage Dad ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်မယ်ဆိုရင်မိတ်ဆွေတို့အတွက်အကျိုးရှိစွာအသုံးချနိုင်လိမ့်မည်လို့ညိုလင်းပါတယ်။ကဲဗီဒီယိုကိုစာကြည့်လိုက်ကြရအောင်ပါ။ အရင်ဆုံး Google Chrome ထဲကိုဝင်ပေးပါ search bar မှာ test studio လို့ရေးထည့်ပါအပေါ်ဆုံးမှာရှိနေတဲ့ website ထဲကိုဝင်ပေးပါဒီနေရာမှာတွေ့ရမှာက test studio ဒီ test studio ထဲမှာ test studio voice ထဲမှာ ျွန်တော်တို့စာသားတစ်ခုခုရေးလိုက်ပါနော် arrogant လို့ရေးလိုက်ပါအဲ့ဒီစာသားကိုကျွန်တော်တို့က font style ပြောင်းရှင်လို့ရှိရင်ကျွန်တော်များထိုးပြထားတဲ့နေရာထဲကိုဝင်ပေးပါဝင်ပေးလိုက်တာနဲ့ဖုန်းစတိုင်တွေကြားလာမှာဖြစ်ပါတယ် ကျွန်တော်တို့ချိန်နိုင်တဲ့ font style တွေကို font style တွေကိုဒီနေရာမှာအလွယ်တကူနဲ့ယူသုံးလို့ရပါတယ်။ဒါက font style တစ်ခုခုကိုရွေးလိုက်ပါ။ရွေးလိုက်တာနဲ့ဒီနေရာမှာ arcantash ဆိုတဲ့နေရာမှာ font style ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။ဒီ style တွေကိုကျွန်တော်တို့က zone in တွေ ဇုံအောက်တွေဇုံအင်ဇုံအောက်တွေစက်တင်ရှင်လို့ရမယ်စပယ်စင်းတွေခြားလို့ရမယ်ခုလိုမျိုး rotation တွေကျွန်တော်တို့ဒီလိုမျိုးခုလိုမျိုးစက်တင်ရှင်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ကအောက်ကိုနင်းနေလောက်ဆွဲလိုက်တာနဲ့ကျွန်တော်တို့ free သုံးလို့ရတဲ့ test effect တွေ test design တွေကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ free သုံးလို့ရတဲ့ test တစ်ခုကို ကျွန်တော်တို့ slap ပေးလိုက်ပါ slap ပေးလိုက်ပါနော် slap ပေးလိုက်တာ ਨੇ ဒီနေရာမှာသူရဲ့ design ကဒီနေရာမှာပေါ်လာမှာဖြစ်ပါတယ်ကျွန်တော် arc and touch ဆိုပြီးကျွန်တော်စာသားတစ်ခု ရေးလိုက်ပါကျွန်တော်က arc and touch dash လို့ရေးလိုက်တာနဲ့ဒီနေရာမှာ arcane dash ကကျွန်တော်တို့ select ပေးထားတဲ့ design ဒီနေရာမှာပေါ်လာမှာဖြစ်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့က setting ချိန်လို့ရတယ် zone in တွေ zone out တွေ rotation တွေအဲ့လိုမျိုးတွေ setting ချိန်လို့ရပါတယ်။ပြီးရင်ကျွန်တော်တို့က AD arcane dash ဆိုတဲ့စာသား background design တွေကိုလည်းကျွန်တော်တို့ အလွေတကူနဲ့ယူသုံးလို့ရပါတယ်ဒီနေရာမှာကျွန်တော်အများထုတ်ပြထားတဲ့နေရာ background ဆိုတဲ့နေရာတွေကိုဝင်လိုက်ပါဝင်ပြီးတာနဲ့ကျွန်တော်တို့ background တွေကိုအလွေတကူနဲ့ယူသုံးလို့ရပါတယ်ဒီကျွန်တော်တို့က icon လေးတွေထည့်လို့ရတယ် icon ဆိုရင်ကျွန်တော်များထုတ်ပြထားတဲ့ icon ဆိုတဲ့နေရာတွေကိုဝင်ပေးပါ ဝင်ပြတာနဲ့ဒီနေရာမှာ YouTube icon တွေရှိမယ် Facebook icon တွေရှိမယ် Instagram icon တွေရှိမယ်ကျွန်တော်က YouTube icon လေးတစ်ခုကိုကျွန်တော်ရွေးလိုက်ပါမယ်เนาะရွေးလိုက်တာနဲ့ဒီ test phase ဝင်မှာ YouTube icon ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီ icon ကိုကျွန်တော်ကကျွန်တော်က setting ရှင်လို့ရပါတယ်ကျွန်တော်တို့ site တွေကြောက်လို့ရတယ် ကျွန်တော်တို့ site တွေပျောက်လို့ရတယ်ပြီးရင်ကျွန်တော်တို့က horizontal offset တွေရှင်လို့ရတယ်ကျွန်တော်တို့ rotation တွေလုပ်လို့ရပါတယ်အဲကျွန်တော်တို့ကဒီ icon လေးကိုပြန်ဖြတ်ရှင်လို့ရှိရင်ဒီမှာချက်ချစ်ချဲလေးကိုကျွန်တော်တို့ပြန်ဖြတ်ရှင်လို့ရှိရင်အခုလိုမျိုးချက်ချစ်ခဲကိုနှိပ်လို့ရတယ်နော်ပြီးရင်ကျွန်တော်တို့က font style တွေရွယ်လို့ရပါတယ် font style တွေကိုကျွန်တော်တို့ setting ရှင်လို့ရပါတယ် style သေးကိုဝင်လိုက်ပါ ကျွန်တော်တို့က 3D style တွေ outline တွေကျွန်တော်သုံးလို့ရပါတယ်ခုလိုမျိုး 3D style တွေဆိုလို့ရှိရင်ကျွန်တော်တို့က a short tin တွေလောက်လိုက်တာနဲ့ဒီမှာ 3D ပုံစံမျိုးတွေဖြစ်လာမှာဖြစ်တယ်ပြီးရင်ဒါကိုကျွန်တော်တို့ကအလွေတကူနဲ့ download ဆွဲထားလို့လေးရပါတယ်เนาะကျွန်တော်တို့က download ဆိုတဲ့ icon ထည့်ကိုဝင်လိုက်ပါ ဒေါင်းလုဒ်ဆိုရဲအိုက်ကွန်ထည့်ကိုဝင်လိုက်တဲ့အခါမှာကျွန်တော်တို့က PDF နဲ့ဆဲရှင်လားကျွန်တော်တို့က JPG နဲ့ဆဲရှင်လားဒီလိုမျိုးကျွန်တော်တို့ချိန်နေတဲ့ဟာလေးကိုကျွန်တော်တို့ format တွေရှာပေးထားပါတယ် file format တွေရှာပေးထားပါတယ် file format တွေရှာပေးထားပါတယ်ကျွန်တော်ကကျွန်တော်က JPG ဆိုတဲ့ဟာကိုကျွန်တော်က select ပေးလိုက်ပါ ဆလက်ပေးလိုက်တာနဲ့ဒီမှာ download ဆိုရေးဟာကိုနှိပ်ပေးပါကဲအလွေတကူနဲ့ download ဆွေးသွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးနားလေသဘောပေါက်မယ်လို့ထင်ပါတယ် content creator တွေအတွက်ကျွန်တော်တို့ thumbnail တွေဖန်တီးတဲ့အခါမှာ cover image တွေဖန်တီးတဲ့အခါမှာတကယ်ကို အသုံးဝင်တဲ့ AI tool တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ edition တွေကနေပညာအကြောက်တွေကို ပုံမှန်တင်ဆက်ပြနေတာဖြစ်တဲ့အတွက် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ပေးကြပါအောင်တငယ်ချင်းတို့ရေအားလုံးကျေးဇူးတင်ပါတယ်